မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပန်းစစ်စင်ရေးနယ်မြေအတွင်းမှာစစ်ကောင်စီရဲ့တန်ကြပ်ကာကားတစ်စီးကို RPG နဲ့ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီးတော့စစ်တုံးမန်းများကိုလည်းလက်နက်များနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ6ရက်နေ့နဲ့ဇူလိုင်လ9ရက်နေ့တို့မှာ မန္တလေးနန်းတွင်းကနေပြီးတော့စစ်ကူထွက်လာတဲ့တန်ကြပ်ကာကာနှစ်စီးတဲ့ကဒစီးကို RPG 7နဲ့တော်လိုင်းတပ်များက၃ချိန်ပြစ်ခတ်တိုက်ခိုက်ရာတန်ကြပ်ကာကာရဲ့ဘိန်းများပျက်စီးသွားပြီးတော့မောင်းမရတော့တဲ့အတွက်ကျန်တဲ့ကားဒစီးနဲ့ဆွဲပြီးတော့နောက်ပြန်ဆုတ်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတန်ကြပ်ကာကာကိုဖျက်ဆီးနိုင်မှုဟာပြင်းလွင်ခရိုင်ပကဖမရိယာမြို့နယ်ပကဖမရိယာမြို့နယ်တိုက်နယ်နှစ်ပကဖပြင်းလွင်ခရိုင်အမှတ်၁နဲ့ပူပေါင်းအဖွဲ့တို့ရဲ့ရှမ်းမန်းစစ်စင်ရေးနယ်မြေအတွင်းမှာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ဇော်လိုင်လ6ရက်နေ့နဲ့ဇော်လိုင်လ9ရက်နေ့တို့မှာပူပေါင်းစစ်စင်ရေးအဖွဲ့ကစစ်တုံးဘန်းများနဲ့လက်နက်ငယ်6လက်တို့ကိုဖမ်းဆီးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးဘန်းများကို Geneva Convention နဲ့အညီထိမ့်သိမ်းစောင့်ရှောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချန်ပီယံနယ်မြောက်ပိုင်းလာရှုံမြို့နယ်အထက်မိုင်းအိုင်အနီးမှာရှိတဲ့ခမရ900ခွန်တက်ကို MNDA ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ပိုက်ပေးတဲ့နောက်မှာစေကောင်စီရဲ့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့မြောက်ပိုင်းမဟာမိတ်တပ်များဟာတဖြည်းဖြည်းနီးကပ်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ9ရက်နေ့ည9နာရီအချိန်မှာလာရှုမြို့နယ်ခမရ900ခွန်တပ်ကို MNDAA တပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာလာရှု၄စိတ်အနီးမှာရှိတဲ့ရှေးမြောက်တိုင်းစစ်ဌာနချုပ်အတွင်းကစစ်ကောင်စီတပ်များကလက်နက်ကြီးများနဲ့လာရှုမြို့ရပ်ကွက်9ဘက်ကိုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ခမရ900ခွန်ဘက်ကိုရမခဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်ရက9နဲ့ရက9ကွက်တဲ့ဘက်မှာလဲမြောက်ပိုင်းတက်တွေဝင်လာတယ်ဆိုပြီးတော့စီရေးအခြေအနေတွေကိုအချင်းချင်းသတင်းဖလှယ်ကြတာကြီးလည်းရှိတယ် ရမခရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့အနည်းဆုံးတော့မဟာမိတ်တပ်တွေရောက်လာတာကတော့ညင်းလို့မရဘူးရမခနဲ့မြောက်ပိုင်းတပ်တွေကြားမိုင်အားဖြင့်တွတ်မယ်ဆိုရင်၅မိုင်ဝန်းကျင်လောက်ပဲရှိလိမ့်မယ်လို့လာရှိုးအခြေဆိုင် CA သတင်းအမြင့်တစ်ခုကပြောပြထားပါတယ်လက်ရှိမြို့ထဲမှာစစ်ကောင်စီတပ်များဟာမတွေ့ရတော့ပဲအရှိမြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲမှာစုပေါင်းရောက်ရှိနေကြပုံရှိတယ်လို့သိရပါတယ်လာရှိုးမြို့ရက်ကွက်များမှာပြည်သူစစ်နဲ့စစ်ကောင်စီတပ်သားများကိုမမြင်တွေ့ရကြောင်းဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် ်စစ်ကောင်စီတွေကိုမြို့ထဲမှာအရင်လိုကင်းလှဲ့တာတိတ်မမြင်ရတော့ဘူးဒီအပိုင်းတွေမှာမမြင်ရတော့တာဇွန်လ3ရက်နေ့မှာတိုင်ငင်ကကင်းလှဲ့တာမြင်ရသေးတယ်အခုတော့မတွေ့ရတော့ဘူးမြောက်ပိုင်းအဖွဲ့တွေဝင်လာလို့ရမခထဲမှာထောင်ထဲချီပြီးတော့စုနေကြတယ်လို့သိရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုထားပါဗါးလာရှိုမြို့ကပြည်သူအများစုဟာတိတ်ဆောင်နေကြပြီဖြစ်တော့လဲလက်ရှိအခြေအထိကိုပိတ်မိနေတဲ့ပြည်သူများစွာရှိနေသေးတယ်လို့သိရပါဗါးဒီကနေ့ဇူလိုင်လ10ရက်နေ့မှာလာရှိုမြို့ကပြည်သူများကစစ်ဘေးရှောင်တိန်ခွင့်ရလိမ့်မယ်လို့မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်မြောက်တန်ဃာရွာအနီးစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပေပါမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား25ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ၄ရက်နေ့မှာမရယာမြို့မြောက်ဘက်မြောက်တန်ဃာရွာပန်းဤဆန်စားတောက်ဆိုင်အနီး အင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုးချိုးစစ်ကြောင်းတိုက်နယ်သုံးပကဖကပေပါမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးမြောက်တက်သွားပြီးတော့25ဦးလဲကျသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုအပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပေပါမိုင်းကထိထိမိမိကိုမှန်တာစစ်ခွေး9កောင်မြောက်တက်သွားပြီးတော့25កောင်သေးတယ်ဒဏ်ရာရတဲ့သူတွေလည်းများတယ် မျက်မြင်တွေ့ခဲ့ရတာပေါ့ကျွန်တော်တို့လက်နက်တွေကောက်ဖို့ကြိုးစားသေးတယ်စစ်ခွေးတွေကမနာတဲ့ကိုရမ်းပစ်နေတာရှေ့တိုးလို့မရလို့နောက်ပြန်ဆုတ်ခဲ့ရတယ်လို့မိုးချိုးစစ်ကြောင်းတိုက်နယ်၃ပတ်ကဖတရင်တာဝန်ခံကပြောဆိုထားပါတယ်လက်ရှိအချိန်မှာမရီယာမျိုးနယ်တိုက်ပွဲများအတွင်းမိုးချိုးစစ်ကြောင်းတိုက်နယ်၃ပတ်ကဖဟာဖြတ်တောက်တိုက်ခတ်ရေးနေမြေရှင်လေးစတဲ့စစ်ရေးလှုပ်ရှားမှုများအပြင်စစ်ဘေးရှောင်ပြည်သူများကိုကူညီကယ်ဆယ်ရေးနဲ့ကျန်းမာရေးစတဲ့လုပ်ငန်းစဉ်တွေကိုလည်းစူးစမ်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှမ်းမန်ဆက်ဆင်ရေးကာလာ မရယာမျိုးနဲ့အနီးဝန်းကျင်ကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့နေစဉ်လာရောက်ပစ်ခတ်နေတဲ့အတွက်ပြည်သူများဘေးလွရာနေရာများကိုတိမ်းရှောင်နေကြရန်မိုးကြိုးစစ်ကြောင်းတိုက်နယ်သုံးပါးကဖသတင်းတာဝန်ခံကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနများနဲ့ဦးစီးဌာနများရဲ့လျှို့ဝှက်အမိန့်များနဲ့ညွှန်ကြားချက်များဟာ Viber Group ကနေတစ်ဆင့်ပေါက်ကြားခဲ့တဲ့အတွက် Viber အသုံးပြုပြီးတော့သတင်းပေးပို့ခြင်းများကိုလုံးဝမပြုလုပ်ရန်စစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြေကအမိန်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရဲစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနဲ့အခမ်းအနားတက်ရောက်ပြီးတဲ့နောက်မှာပြည်ထောင်ဝင်ကြီးဌာနကဝန်ထမ်းများနဲ့တိကျတွေ့ဆုံတဲ့အချိန် ဝင်ကြီးဒူဘိုချုပ်ကြီးရာပြေးကအခုလိုမျိုး Viber အသုံးပြုပြီးတော့သတင်းပေးဖို့ခြင်းများကိုလုံးဝမပြုတ်လောက်ရန်အမိန်ပေးညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်ထောင်စုဝင်ကြီးကလမ်းညွှန်ချက်အနေနဲ့သတင်းလုံခြုံရေးနဲ့လက်တွေ့လုံခြုံရေးမချိုးပေါက်စီဖို့အတွက် Viber အသုံးပြုပြီးတော့သတင်းပို့တာတွေရပ်တန့်ဖို့အမိန်ပေးတယ်။အထူးသဖြင့်ခေတ်သစ်မီဒီယာစီကိုပြုတ်ဝညွှန်ကြားချက်နဲ့အမိန်တွေပေါက်ကြားနေတာကိုလုံးဝရပ်တန့်ရမယ်လို့ပြောသွားတယ်လို့ပြည်ထောင်စုသတင်းအင်းမြစ်ကပြောဆိုထားပါဗျ။ဒူဘိုချုပ်ကြီးရာပြေးရဲ့ပြောဆိုချက်ဟာဝင်ကြီးဌာနများနဲ့ ်ဦးစည်းဌာနများမှဝန်ထမ်းတချို့ရဲ့တက်စာမရှိမှုကြောင့်သတင်းပေါက်ကြားမှုများမဖြစ်ပေါ်စေရေးအတွက်စက်မှတ်ဆောင်ရွက်ရန်အရေးကြီးတဲ့ကိစ္စပြုတ်ဝက်တင်တာကိုအပိုင်လိုက်ခွဲခြားပြီးတော့ညှို့ကြားရန်သတင်းနဲ့စာရွက်စာတမ်းများရဲ့လုံခြုံရေးကြိုးပမ်းမှုမရှိစေရေးအတွက် Viber အသုံးပြုပြီးတော့ပေးပို့ခြင်းများလုံးဝမပြုတ်လို့ရန်တာဝန်ရှိသူအစင်းစင်းကစက်မှတ်ဆောင်ရွက်ရန်ပြောဆိုခဲ့ပါတယ်ပြည်ထောင်စုဝန်ကြီးဒူဘုံချုပ်ကြီးရာပြည့်ပြောဆိုရမှာ Viber Group ကနေတဆင့်ခက်တဲ့မီဒီယာစီကိုသတင်းပေါက်ကြားမှုရှိတဲ့အတွက်အမှုမဲ့အမှတ်မဲ့ဖြစ်နိုင်တဲ့အတွက် ဂယုစိုက်ပြီးတော့ဆောင်ရွက်ကြရန်ဝန်ထမ်းအပြောင်းအရွှေ့ကိစ္စများကိုလည်းခက်တဲ့မီဒီယာကအားလုံးသိနေတဲ့အတွက်ဆောင်ရွက်စာတမ်းလုံခြုံရေးသတင်းလုံခြုံရေးကိုအထူးဂယုစိုက်ဆောင်ရွက်ကြရန်အမိန့်ပေးသွားတယ်လို့သိရပါတယ်။မကြသေးမီကလည်းအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဝင်ကြီးဌာနများအတွင်မှလှုပ်ဝက်ချက်များကိုပေါက်ကြားစေသူများကိုဖော်ထုတ်အရေးယူရမှာဖြစ်ကြောင်းကိုစစ်ကောင်စီရဲ့အစည်းအဝေးမှာထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံကူးလက်မှတ်အလဲပတ် PV နဲ့ပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုတ်လုတ်ကိုင်းနေမှုများကိုမဖြစ်မနေတားဆီးမယ်ဆိုပြီးတော့စစ်ကောင်စီရဲ့အလုတ်တော်ဝင်ကြီးမြင့်အောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ6ရက်နေ့စစ်ကောင်စီရဲ့အလုတ်တော်ဝင်ကြီးမြင့်အောင်နဲ့ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ဥက္ကဋ္ဌအေဂျင်စီများရန်ကုန်မယ်လီယာဟိုတယ်မှာတွေ့ဆုံတဲ့အချိန်အခုလိုမျိုးစစ်ကောင်စီဘက်ကပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်ဝင်ကြီးဘက်ကပြောတာက PV နဲ့အလုပ်ထွက်လုပ်နေတာတွေကိုရအောင်ပိတ်မယ်နောက်တစ်ခါဟွန်ဒီငွေလဲတွေကိုလည်းရအောင်နှိမ်နင်းမယ်အဲ့ဒီနှစ်ချက်ကိုအလေးပေးပြီးတော့ပြောသွားတယ်လို့ ပြည်ပအလုတ်ကန်အေဂျင်စီတာဝန်ရှိသူတို့ကပြောဆိုခဲ့ပါတယ်။ဒါအပြင်ပြည်ပအလုတ်ကန်အေဂျင်စီများအနေနဲ့အလုတ်သမားများကိုစေလွတ်ယုံမဟုတ်ဘဲနဲ့မြန်မာနိုင်ငံကိုဝင်ခွင်25ရာခိုင်နှုန်းပြန်လည်လွှဲပို့စေရေးအတွက်ချက်မှတ်ဆောင်ရွက်ရန်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ပြည်ပကိုတွားရောက်အလုတ်လုပ်ကြမယ်အလုတ်သမားများပြည်ပကိုမထွက်ခွာမီလစာရဲ့25ရာခိုင်နှုန်းကိုမိသားစုထံကိုစစ်ကောင်စီရဲ့ဗန်များကနေတဆင့်ပြန်လည်ပေးပို့ရန် အခွန်200ခိုင်နှုန်းပေးဆောင်ရန်ဆိုတဲ့စာချုပ်ကိုမဖြစ်မနေချုပ်ဆိုလက်မှတ်ရေးထိုးခိုင်းရန်အေဂျင်စီများကိုစစ်ကောင်စီကဖိအားပေးခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာထိုင်းမလေးရှားစင်ကာပူဂျပန်ကိုရီးယားအပါအဝင်ပြည်ပနိုင်ငံများကိုအလုံသမားစီလွတ်တဲ့ပြည်ပအလုံကိုင်းအေဂျင်စီ900ရှိတယ်လို့သိရပါတယ်လက်တလုံးမှာစစ်ကောင်စီကအသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားများအားလုံးကိုအလုံကိုင်းနိုင်ငံကူးလက်မှတ် PJ နဲ့ပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုံးလောက်ကင်ခွင့်မပြုဘဲပိတ်ပင်ထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဖေဖော်ဝါရီလ10ရက်နေ့မှာပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းကြောင်းကြေညာပြီးတဲ့နောက်မှာလူငယ်လူရွယ်များဟာပြည်ပနိုင်ငံကိုပုံစံမျိုးစုံနဲ့ထွက်ခွာနေခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းရန်အမြဲတမ်းခြံထားလေးရှိတဲ့ရန်ကုန်တိုင်းကရက်ွက်အုပ်ချုပ်ရေးမှူးများရဲ့ဇနီးနဲ့တာသမီများကိုလည်းဇူလိုင်လ6ရက်နေ့ကစပြီးတော့စစ်ကောင်စီကနာမည်စီရင်နေစတင်ကောက်ခံနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ10ရက်နေ့ကစစ်ကောင်စီကအတည်ပြုလိုက်တဲ့စစ်မှုမထမ်းအနေအားဥပဒေနဲ့မက်ချ်လာကစပြီးအပတ်စဉ်တက်အတွက်စစ်သားစုဆောင်ရေးတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီမှာအတင်းအဓမ္မစစ်သားစုဆောင်ခြင်းဖမ်းဆီးခြင်းတွေပြုလုပ်ပြီးတော့စစ်တင်တန်းပေးကခြေတန်းစစ်မျက်နှာပြင်တွေကိုပို့ဆောင်နေတာတွေရှိခဲ့ပေမဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုဝင်တွေနဲ့နှိဆက်သူတွေလက်ထိုးထားတဲ့သူတွေကိုတော့စစ်မှုထမ်းဆိုင်ရင်ကနေပြီးတော့ခြံလက်ပေးထားတယ်လို့သတင်းတွေအကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ အခုတော့စိတ်ကောင်းစီခန့်ရက်ကွက်အုပ်ချုပ်ရေးမှုတွေရဲ့ဇနီးနဲ့တာသမီနာမည်စရဲနယ်ကိုပါတိုင်းခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအစီအစဉ်ကရက်ကွက်အုပ်ချုပ်ရေးမှုများထံကိုတောင်းခံထားတယ်လို့အမည်မဖော်လိုတဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ဇော်လိုက်လ6ရက်နေ့ကစပြီးတော့အုပ်ချုပ်ရေးမှုတွေရဲ့ဇနီးနဲ့တာသမီတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုဖြည့်ဆွတ်ပေးပြီးတော့အထက်ကိုပေးပို့ဖို့တောင်းထားပါတယ်။ စစ်မှုထမ်းဖို့အတွက်ဆိုပြီးတော့ပြောပါတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ဒီကိစ္စကစဉ်းစားစရာဖြစ်လာတယ်။ဘာလို့လဲဆိုတော့စစ်မှုထမ်းဖို့အတွက်အမျိုးသားဆိုရင်အသက်18ကနေ35အထိလေအမျိုးသမီးဆိုရင်အသက်18ကနေ28နှစ်အထိလို့သူတို့ကပြောထားတာ။ကျွန်တော်မှကသား2ယောက်ရှိတယ်။2ယောက်စလုံးကအသက်35နှစ်ကျော်နေပြီ။အခုကရက်ကွက်အုပ်ချုပ်ရေးမှူးအားလုံးရဲ့ဇနီးနဲ့သားသမီးတွေကိုစစ်မှုထမ်းဆိုင်ရင်အတွက်ဆိုပြီးတော့အတန်းပညာရေးချင်းဘလောက်ရှိတယ်ဆိုတာကအစား မြို့နယ်ရုံးကတောင်းတာကျွန်တော်လဲနားမလည်တော့ဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီဟာစစ်မှုထမ်းဥတွေပြထန်းခဲ့တဲ့အစောပိုင်းကာလများအတွင်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေရဲ့မိသားစုဝင်အမိစရင်းတွေကိုပါစစ်မှုထမ်းအတွက်ဆိုပြီးတော့စရင်းကောက်ယူထားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ပထမဆုံးစစ်မှုထမ်းတင်တန်းကတင်တန်းသားအယောက်9000ခန်းဟာပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မှာတင်ကန်းဆင်းခဲ့တယ်လို့သိရပါတယ်အပတ်စဉ်2နဲ့3ကိုတော့ဆက်လက်ပြီးတော့တင်တန်းပေးနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်းမှာရှိတဲ့နေချားဆောင်တပ်စခန်းကရဲတပ်သား2ဦးဟာသခိုင်းတိုင်းအတွင်းမှာရှိတဲ့ Generation Z Army တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးတော့တနက်နှက်လက်နဲ့အတူအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မေလ10ရက်နေ့မောင်တော်မြို့နယ်အတွင်းမှာရှိတဲ့နေသားဆောင်တပ်စခန်းကရဲတပ်သား2ဦးဟာပြည်သူရင်ဝင်ထံကိုအလင်းဝင်ရောက်လူကြောင် Generation Z Army တပ်ဖွဲ့ထံကိုဆက်သွယ်လာတဲ့အတွက်ရခိုင်တပ်တော်ထံကိုအကူအညီတောင်းခံကအဆင့်ဆင့်ခေါ်ယူခဲ့ပြီးတော့မနေ့ကဇွန်လ9ရက်နေ့မှာ Generation Z Army တပ်ဖွဲ့အခြေစိုက်ရာတပ်စခန်းကိုရောက်ရှိလာပြီးဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်မဲ့လူတွေကိုခေါ်ထုတ်ဖို့အတွက်ရခိုင်တပ်တော်ကိုချိတ်ဆက်ပြီးတော့အကူအညီတောင်းပြီးခေါ်ထုတ်ခဲ့ရတာပါ။ရခိုင်တပ်တော်ကခရီးအတွက်အကူအညီပေးခဲ့ပါတယ်ခရီးကဝေးတော့တဆင်ပြီးတဆင်ချိတ်ပြီးတော့ခေါ်ရတာမို့လို့အခုလိုကြန့်ကြာသွားတာပါလို့ Generation Z Army တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ရဲတပ်သား2ဦးနဲ့အတူ MA11 အမျိုးအစားတနက်တလက် G3 အမျိုးအစားတနက်တလက်နဲ့ G အတောက်220တို့ကိုယူဆောင်လာပြီးတော့အလင်းငွေရောက်ခဲ့ခြင်းဖြစ်ပြီးတော့ Generation Z Army တပ်ဖွဲ့အနေနဲ့၎င်းတို့ကိုတအုပ်ကိုငွေကျပ်30တိချိမြင့်မှာဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီရဲတပ်သား2ဦးကလည်း Generation Z Army တပ်တော်နဲ့အတူစစ်အာဏာရှင်ကိုတိုက်ခိုက်သွားမှာဖြစ်ကြောင်းသိရပါတယ်ရခိုင်ပြည်မှာဒါမှကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြေတီတပ်စခန်းမှာဆိုအလင်းငွေရောက်မြည်ဆိုပါက လက်ခံကြိုးဆိုသွားမှာဖြစ်ပြီးတော့လုံခြုံမှုစိတ်ချမှုရှိအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုအတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ